စကိုင်းတိုင်းဗမောက်မြို့ကို PDF တွေကသိမ်းပိုက်ထားပြီးဖြစ်ပေမဲ့မြို့အနောက်မြောက်ဘက်နဲ့အနောက်ဘက်တွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့နေမြေခန့်စစ်ရေးသတင်းမျိုးစီကနေသိရပါဗျ။ဗမောက်မြို့အနောက်မြောက်ဘက်ဇလုံတောင်ကြားမှာရှိတဲ့ခမိုးရွာနာမှာတိုက်ပွဲဖြစ်နေပြီး SNA ကအဲ့ဒီဇလုံတောင်အနီးခန့်စစ်ပစ်နေတယ်လို့သိရပါဗျ။ဒါအပြင်ရှမ်းနေအမျိုးသားတပ် SNA တပ်တွေရှိတဲ့ဗမောက်မြို့အနောက်ဘက်အချမ်းမှာလဲစက်တဘာ23ရက်နေ့ကစပြီးတော့တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်တွေဦးဆောင်ပြီးတော့မြို့သိမ်းတိုက်ပွဲကိုစက်တဘာ15ရက်နေ့မှာစတင်ခဲ့ပြီးတော့ပြီးခဲ့တဲ့စက်တဘာ20ရက်နေ့ညနေမှာဗန်းမောင်းမြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါဗမောင်မြို့သိမ်းပြီးတော့မြို့အနောက်ဘက်တောတောင်တွေမှာရှိတဲ့ SNA အထိုင်ချတဲ့နေရာတွေကိုတော်လရေးတပ်ဖွဲ့တွေကလိုက်လံရှင်းလင်းနေပြီးတော့ SNA တပ်ဖွဲ့ဝင်တချို့ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့သိရပါပါတယ်ရှင်။ စကိုင်းတိုင်းကမလူမျိုးနယ်ဇီကုံမြို့ရဲစခန်းကနေတော်လရင်တပ်ဖွဲ့ဝင်တွေဖမ်းဆီးလာခဲ့တဲ့စစ်တုပ်ပန်းရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ကိုဝင်ဆောင်ဇနီးတဲ့ကိုမနေ့က PDF တွေကကလေးမွေးဖွားပေးခဲ့ပါတယ်။ကလေးကိုချုံချုံမွေ့မွေ့မွေးဖွားပေးနိုင်ခဲ့ပြီးတော့တားယောက်ကြားလေးဖြစ်တယ်လို့ကလေးရောမိဘရောစဉ်ကြမ်းမမရှိနေတယ်လို့ကမ်းမလူခရိုင်ပါကဖလှုပ်ရှားရဲတပ်ဦးဆောင်သူဘိုးပိုင်ချဲကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားတာပါ။ အဲ့ဒီပို့ဆောင်မှာတော့အဲ့ဒီကလေးကိုဘယ်လိုမျိုးနာမည်ပေးတင်လဲဆိုပြီးတော့အကြံပြုကြတဲ့မှတ်ချက်စကားတွေကိုလည်းတွေ့ရပါတယ်ဇီကုံရဲစခန်းကိုစက်တမ18ရက်နေ့ညနေပိုင်းမှာကမ်ဘလူခရိုင်ပါကာဖစစ်ကြောင်းကဥဆောင်ပြီးတော့ရေဦးဒူဝံပါကာဖအပါအဝင်တော်လင်ရေးပူပေါင်းအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ အဲ့ဒီရဲစခန်းတိမ့်တိုက်ပွဲမှာရဲတပ်ဖွဲ့ဝင်6ယောက်တည်ဆုံပြီးတော့ဒူရဲအုံး2ယောက်နဲ့တပ်ဖွဲ့ဝင်2ယောက်ကလေး2ယောက်မိခင်1ယောက်နဲ့ကိုဝင်ဆောင်1ယောက်အကျဉ်းသား3ယောက်ကိုဖမ်းဆီးခဲ့ပါတယ်။အဖမ်းခံရတဲ့အထက်ကဒဏ်ရာရခဲ့တဲ့ရင်ခွင်ပိုက်ကလေးနဲ့မိခင်ကိုစေကုသပေးတယ်လို့ကိုဝင်ဆောင်ကလည်းမီးဖွားနိုင်အောင်ကူညီပေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနဲ့တင်ပေါ်မြို့တွေမှာသတင်းရယူဖို့အတွက်စစ်ကော်မရှင်တပ်ကဈေးလွတ်ထားတဲ့စစ်ဘက်ရေယာလုံခြုံရေးတပ်ဖွဲ့စာရဖာနဲ့သတင်းပေးဒလန်၁၀ရောက်ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အဲဒီလူတွေကိုတအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုတွေဆောင်ရွက်တဲ့အချိန်မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ TNL ကဆိုပါတယ်။ ဆရာဖအဖွဲ့ဝင်တွေနဲ့သတင်းပေးတွေဟာလာရှိုးမြို့မှာရှိတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေကနေ TNL အုပ်ချုပ်တဲ့မြို့နယ်တွေက TNL ရဲ့ဂိတ်နေရာတွေဂိတ်ထဲကလူအင်အားတွေလက်နက်အင်အားတွေဌာနဆိုင်ရာအင်အားတွေတပ်စခန်းနေရာတွေလူစုလူဝေးများတဲ့နေရာတွေကိုသတင်းရယူပြီးတော့လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးတဲ့နောက်မှာထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းယူကြောင်း TNL ကဆိုထားတာပါ ဒါအပြင်တရနယ်လေးအုပ်ချုပ်တဲ့မြို့နယ်တွေထက်ကိုစစ်ကော်မရှင်တပ်ကလွယ်တကူဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်းအ धिक ထောက်လှမ်းပြီးတော့သတင်းပို့ခဲ့ကြောင်းတရနယ်လေးကဆိုပါတယ်သူတို့ဟာမျိုးရဲမှာတထေးတောင်စာခရီးသွားစသဖြင့်ပုံစံမျိုးစုံအယောင်ဆောင်ပြီးတော့သတင်းတွေကိုထောက်လှမ်းယူခဲ့တာဖြစ်တယ်လို့ TNL ကအတည်ပြုထားပါတယ်။ အကြမ်းကြမ်းဆက်သွယ်မှုမှာလည်းလက်ဟန်အမှုရာလက်ဖက်ရည်ဆိုင်လမ်းဘေးကွန်ရဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတော့တယောက်နဲ့တယောက်သတင်းပေးတာစစ်ကောင်မရှင်တက်စီကိုသတင်းပို့တဲ့နေရာမှာတော့ Viber, Facebook, WeChat, Telegram စတဲ့နဲ့သတင်းပို့ပို့ခဲ့တယ်လို့ဆိုပါတယ်ဒီလိုဒီနယ်လေးထိမ့်ချုပ်တဲ့နေရာတွေမှာစစ်ကောင်မရှင်ကစစ်ဘက်ရေးရာလုံခြုံရေးများစွာကိုဈေးလွှတ်ထားပြီးတော့ဖမ်းဆီးရမိတဲ့သူတွေကိုလည်းပြစ်မှုကျူးလွန်ကြောင်ထင်ရှားပေါ်လွင်လို့ရှိရင်တအောင်းပြည်ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ဒီနယ်လေးကဆိုပါတယ်ရှင် စတူဒီယိုခေဦးကလာမောင်ကြော်ကြားခဲ့တဲ့စေးသံရှင်တယောက်ဖြစ်သူဗစ်တာခင်ညိုဟာဒီကနေ့မနက်မှာကွယ်လွန်သွားခဲ့ပါပြီ။ဗစ်တာခင်ညိုရဲ့ဇာပနာကိုတော့လာမယ့်စက်တဘာ28ရက်နေ့စနေနေ့မွန်းလွဲတနားရီလောက်မှာရေဝေးသုတ်တံမှာပြုတ်လုမှာဖြစ်တယ်လို့မိသားစုနဲ့နှိစက်တဲ့သူတွေစီကနေသိရပါဗျ။နှလုံးယောဂနဲ့လေဖြန်းယောဂအခမ်းရှိသူဗစ်တာခင်ညိုဟာမင်္ဂလာတောင်ညွတ်မြို့နယ်မှာရှိတဲ့နေအိမ်မှာအိတ်နေရင်နဲ့ပဲကွယ်လွန်သွားခဲ့တာပါ ကွယ်လွန်တဲ့အချိန်မှာအသက်80နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့သူ့မှာဇနီးနဲ့အသား၃ယောက်ကျန်ရစ်ခဲ့တယ်လို့သိရပါဗျ။အဆိုတော်ကြီးဗစ်တာခင်ညိုဟာစတူဒီယိုခေဦးကာလမှာနာမည်ကြီးထင်ရှားကျော်ကြားတဲ့တေးသံရှင်များစွာတဲ့ကတယောက်ဖြစ်ပါတယ်။ຫນွေຍောက်ປີເລຍາຂວາຍູດີຊະມາມະນັດຄິນຍາທີຊົງອລວນອະສາຊິແຍະຕຈິນດີຫາວິກຕາຄິນຍູແຍະຖິນຊາອອງມຽນເຄແດຕຈິນດີຜິດປີໂຍຍົກຊັນຊົງວິນຕີຕຈິນມ້ອງຍາສວາກໍເລຕີຊູອອງມຽນເຄແດຕຸດຽວຜິດປາໄດ້ຊັ້ນ